ရှလုံအားလုံးပဲမင်္ဂလာပါယေရှုနာမ၌နှုတ်ခွန်းဆက်တာပါတယ်အသက်ရှင်သောဖျံတော်ပတ်တော်အဖြစ်ဝိငါရင်းနဲ့ခွန်အားပေးခြင်းနဲ့ဒီနေ့ဝေမျှခြင်းတဲ့အရာကပါလဲဆိုတော့ I am a child of God ကျွန်ုပ်ဒီဖရားရဲ့သားသမီးဖြစ်တယ်ဆိုတဲ့အရာကိုခွန်အားပေးနေဝေမျှခြင်းနဲ့ရှင်ယောဟန်ခရစ်ခန်းကြီးတဲ့အပိုင်ငယ်စနစ်ထိုသူကိုလက်ခံသမျှသောသူဒီဟုသော ိုတော်ကိုယုံကြည်သောသူတို့အားဖျားသခင်၏တားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏အသက်ရှင်သောနှုတ်ပတ်တော်ဖြစ်တဲ့အတွက်ဂျာနာသူရတိုင်းနှုတ်ပတ်တော်ဖြစ်ပြကောင်းချီးပေးပါစေဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာပြန်လည်ပြီးတော့ကျွန်တော်ရဲ့ဖြစ်ချင်းကိုပြန်လည်နားလည်စေခြင်းနဲ့သဘောပေါက်ခြင်းနဲ့ကျွန်တော်တို့ဒီခရစ်တော်အားဖြင့်မိသူဖြစ်တယ်မိဝါဖြစ်တယ်ဆိုတဲ့အရာကိုပြန်လည်ပြီးတော့နားလည်စေခြင်းနဲ့ ။ဒါကြောင့်ထိုးသူကိုပြောတဲ့အခါမှာဘယ်သူကိုပြောချင်တာလဲဆိုယေရှုကိုပြောချင်တာဖြစ်တယ်။ယေရှုဒီတလောကလုံးရဲ့ကျွန်တော်တို့ရဲ့အပြစ်တွေအလုံးအသက်လက်ဝါးကားထဲမှာအသေးခံတယ်။တကြိုချင်းကိုခံယူတယ်။သုံးရမြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်တယ်။ခရစ်တော်ကိုမိမိရဲ့အသက်သခင်ကယ်တင်ပန်းရှင်ဖြစ်ယုံကြည်လက်ခံတော်သူတွေဒီဂျေဇုတော်အဖြစ် เนาะเจซูတော်အဖြစ်ဒီနေ့ကျွန်တော်တို့ဒီဘာကိုခံစားရလဲဘာအရက်အရာအရေးအရာကိုဒီနေ့ကျွန်တော်တို့ရလဲဆိုတော့เนาะဖရာသခင်ရဲ့ဒါဖြစ်ရတော့အခွင့်ကိုဒီနေ့ကျွန်တော်တို့ဟာ ပိုင်ဆိုင်ရရှိတာဖြစ်တယ်ဆိုတဲ့အရာကိုနားလည်စေခြင်း ਨੇ အာမင်ဒါကြောင့်ခရစ်တော်ကိုမိမိကယ်တင်ပန်ရှင်ဖြစ်ယုံကြည်လက်ခံတော်သူတွေဒီနေ့တင်ဒီတင့်ရဲ့မျိုးရိုးကเนาะ လူဖြူကဖြစ်နိုင်တယ်လူမဲကဖြစ်နိုင်တယ်လူနီကဖြစ်နိုင်တယ်ဘယ်သူပဲဖြစ်နေပါစေခရစ်တော်ကိုယုံကြည်လက်ခံပြီးတဲ့အခါမှာအသက်တကင်ပန်တင်ပန်ရှင်ဖြစ်ဝန်ခံပြီးတဲ့အခါမှာဒီနေ့တင်းဒီဂျေဇူးတော်အားဖြင့်ဖခါရဲ့သားဖခါရဲ့သမီးဖြစ်ရတော်ခွင့်ကိုရတာဖြစ်တယ်အာမင်အကြီးမြတ်ဆုံးသောအရေးအရာကိုဒီနေ့ကျွန်တော်တို့အရေးအရာကိုဒီနေ့ကျွန်တော်တို့ဟာပိုင်ဆိုင် ရရှိတာဖြစ်တယ်ဆိုတဲ့အရာကိုနားလည်စေခြင်းနဲ့အဲကြောင့်သခင်ယေရှုကဥပမာဆောင်ပြီးတော့ပြောလိရှိတဲ့အရာကတော့ပြောတဲ့အရာတစ်ခုကဘာလဲဆိုတော့အယံကောင်းတယ်အဲ့ဒီအရာကဘာလဲဆိုတော့ရှင်လုကာခန်းကြီး7မှာကျွန်တော်ကြည့်ရခါမှာတွေ့ရတယ်နော်ဒီနေ့တင်တို့ကတဲ့နော်ဒီနေ့လူလောကမှာရှိတဲ့မိဘတွေကတဲ့ကိုယ့်ရဲ့သားသမီးတွေကမုတ်ကိုတောင်းတဲ့အခါမှာကြောက်ခဲကိုမပေးဘူးတဲ့ငါးကိုတောင်းတဲ့အခါမှာမွေမူမပေးဘူးတဲ့ဥကိုတောင်းတဲ့အခါမှာ ်နော်ကီမီကောက်ကိုမပေးဘူးတဲ့တင်းတို့ဟာအစိုးဖြစ်လက်ပြင်ကိုသားသမီးတွေကိုအကောင်းဆုံးသောအရာကိုပေးတယ်ဆိုရင်ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတော်ဖရာလခင်ကဟာလေလုယာကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတော်ဖရာလခင်ကဒီနေ့တင်းနဲ့ကျွန်ုပ်ကိုအကောင်းဆုံးသောအရာအချိုမြင့်ဆုံးသောအရာအလပါဆုံးသောအရာကို ပေးမှာဖြစ်တယ်အလုံးအာမင်အာမင်ဟာလေလုယာမိဘတွေကနော်ကိုသားသမီးတွေကို အကောင်းဆုံးသောအရာနဲ့ကောင်းသောအရာကိုပေးတဲ့ကဲ့သို့ကောင်းကင်ဖခင်ကဒီနေ့သူ့သားသမီးတွေကိုသင်နဲ့ကျွန်တော်ကိုလည်းဘယ်တော့မှအငတ်ထားမှာမဟုတ်ဘူးဘယ်တော့မှဒီနေ့ကျွန်တော်တို့ကိုနော်ဒီနေ့စွန့်ပြစ်ထားမှာမဟုတ်ဘူးဒီနေ့ကျွန်တော်လိုအပ်တဲ့အချိန်မှာဒီနေ့ကျွန်တော်လိုတဲ့အချိန်တိုင်းမှာဒီနေ့ကျွန်တော်လိုအပ်သောအရာကိုအမြဲတမ်းဖခင်ကပြန်ဆင်ပေးမှာဖြစ်တယ်ဆိုတဲ့အရာကိုပြောပြခြင်းနဲ့ဒါကြောင့်နောက်ထပ်တစ်ခုနားလည်စေခြင်းတဲ့အရာကနော်ရှင်လုကာခန်းကြီး15မှာပဲဖြစ်ပြတဲ့အရာတစ်ခုရှိတယ်အဲ့ဒါကကျွန်တော်ယဉ်နေပြီးသားဖြစ်တယ် ဒါကဘာလဲဆိုပျောက်တော့သားအကြောင်းဖြစ်တယ်ပျောက်တော့သားကနော်မပျောက်ခင်မှာသူ့အဖေဇာနေပြီးတော့ရတင်ရထိုက်တဲ့အမွေဥစ္စာတွေအားလုံးယူပြီးတော့အိမ်ကနေပြီးအဝေးကိုထွက်သွားပြီးတော့ကမကုံစည်းစိမ်နဲ့မှုလျော်တယ်ဒါပေမဲ့တချိန်မှာနောင်တရပြီးတော့အဖအိမ်ကိုပြန်တဲ့အခါမှာအဖကနှွေးထွေးစွာနဲ့ကြိုဆိုပြီးတော့ตาရဲ့ရတင်ရထိုက်တော့เนาะ အရက်အရာအလုံးကိုပြန်လဲပြီးတော့ပြန်စင်ပေးတယ်ဒါကဘာကသူ့ကိုပုံဆောင်လဲကောင်းကင်ဖခင်ရဲ့နှလုံးသားကိုပုံဆောင်တာဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ဒီတစ်ခါတည်းမှာဖခင်ရဲ့သားဖြစ်လက်နဲ့ဖခင်ရဲ့မျက်မှောက်တော်တဲ့ကနေပြီးတော့ဒီနေ့ကျွန်တော်ထွက်ပြေးပြီးတော့ဒီနေ့ကာမဂုဏ်စည်းစိမ်လိုက်ဒီနေ့ကျွန်တော်မြို့ရောပြီးတော့မူရစေဝါတွေထဲမှာနော်ဒီနေ့ကျွန်တော်ဖခင်ကမနစ်သက်တော့အရာတွေထဲမှာကာမတွေထဲမှာနော်ဒီနေ့ကျွန်တော်တို့မေထုံတွေထဲမှာဒီနေ့ကျွန်တော်တို့ဒီ ရှင်းပိုးပြီးတော့အိမ်တော်ကနေပြီးတော့မြင့်မောက်တော်ထဲကနေပြီးတော့ထွက်ပြေးသွားတာဖြစ်လိမ့်မယ်ဒါပေမဲ့ဘုရားကတင်းကိုအရန်ချက်တယ်ဘုရားကတင်းဘဲချိန်သူ့သားသူ့သမီးဘဲအချိန်မှာအဖေးစီကိုပြန်လာမလဲဆိုတဲ့အရာကိုအမြဲတမ်းဖခင်ကဆောင်းမြော်နေတာဖြစ်တယ်ဒါကြောင့်ပျောက်တော်သားကသူ့အဖေးစီကိုပြန်လာတဲ့အခါသူ့အဖေးကရွထွေးစောင်းနေပွေဖပ်ပြီးတော့ဝတ်လုံးကိုဝတ်ပေးပြီးတော့လက်စုပ်ကိုပေးပြီးတော့အိမ်တော်မှာ ဝမ်းမြောက်အားရစွာနဲ့ကြိုးဆိုတာဖြစ်တယ်။ဒါကြောင့်ဒီနေ့သင်ဒီနော်ဖရားမနစ်သက်တော်လမ်းကိုရှောက်ခဲ့ပြီးတော့အသက်ရှင်တယ်ဆိုရင်လည်းဒီနေ့နောက်တရပါဖရားစီကိုပြန်လာပါဖရားကဒီနေ့သင်ကိုအမြဲတမ်းသူ့ယဉ်ကွန်းထဲမှာသူ့ရဲ့မေတ္တာထဲမှာဒီနေ့သင်ကိုအမြဲတမ်းကြိုးဆိုနေတာဖြစ်တယ်ဆိုတဲ့အရာကိုနော်ဒီနေ့ခွန်အားပေးခြင်းနဲ့ဒါကြောင့်ဒီနေ့မှာကျွန်တော်တို့နားလည်စေခြင်းနဲ့ဒီနေ့ကျွန်တော်တို့ရဲ့အပြည့်ရဲ့ခြေကျွန်းတွေမဟုတ်ဘူးဒီနေ့ကျွန်တော်တို့ဟာကြောက်ရွံ့ခြင်းရဲ့ခြေကျွန်းတွေမဟုတ်ဘူး နေ့ကျွန်တော်တို့ဒီယေရှုခရစ်အဖြစ်အကြီးမြတ်ဆုံးသော ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းသောဖခင်ရဲ့သားသမီးတွေဖြစ်တဲ့ဆိုတဲ့အရာအဖြစ်ကိုအားပေးခြင်းနဲ့အရောက်တိုင်းတော့ပတ်တော်အဖြစ်ဖခင်ကောင်းကြီးပေးပါစေအာမင်